မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပိုင်တဲ့နေမင်းများအငင်းပွားရာကနေပြီးတော့အပြန်အလှန်ပစ်ခတ်မှုစတင်ဖြစ်ပွားပြီးကမ္ဘောဒီးယားကဒုံးကျည်များနဲ့ပစ်ခတ်မှုကြောင့်ထိုင်းနိုင်ငံကပြည်သူ၃ဦးဒဏ်ရာရရှိကနေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်၈နာရီကျော်အချိန်ကစတင်ပြီးတော့ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာနှစ်ဖက်ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားကစတင်ပစ်ခတ်တဲ့အတွက်ထိုင်းကပြန်လည်ပစ်ခတ်တယ်ဆိုပြီးတော့၎င်းကမ္ဘောဒီးယားကလည်းထိုင်းဘက်ကအရင်ပစ်ခတ်တဲ့အတွက်ပြန်လည်ပစ်ခတ်တယ်ဆိုပြီးတော့၎င်းနှစ်ဖက်စလုံးကအပြန်အလှန်ဆွတ်ဆွဲနေကြတယ်လို့သိရပါတယ်ကမ္ဘောဒီးယားစစ်သားများကနှစ်နိုင်ငံနယ်စပ်အနီးဆူရင်ခရိုင်မှာရှိတဲ့ထိုင်းစစ်အခြေစိုက်စခန်းတစ်ခုကိုပစ်ခတ်ခဲ့ပြီးတော့မျိုးတဲကိုလည်းဒုံးကျည်များနဲ့ပစ်ခတ်ခဲ့ကြောင်းထိုင်းဘီယန်တပ်မတော်ကပြောပါတယ်ကမ္ဘောဒီးယားရဲ့ဒုံးကျည်များနဲ့ပစ်ခတ်မှုကြောင့်ဆူရင်ခရိုင်အတွင်းမှာရှိတဲ့နေအိမ်များပျက်စီးခဲ့ပြီးတော့ ထိုင်းနိုင်ငံရဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းမှာထိုင်းနိုင်ငံဆူရင်ခရိုင်မှာရှိတဲ့တမျောင်တုံးဖျားเจ้าအပြတ်အစည်းရဲ့ရှေ့မှာကမ္ဘောဒီးယားမောင်းသူမဲ့လေရင်တစီးပြန်ဝဲခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ကမ္ဘောဒီးယားစစ်သား၆ဦးက RPG လက်နက်များအပါအဝင်လက်နက်ခဲယံအပြည့်စုံနဲ့ထိုင်းစစ်တပ်အခြေစိုက်စခန်းရှိတန်ဆူဂျိုခြံစီယိုရှိကိုချင်းကပ်လာပြီးတော့အော်ဟစ်စူပူခဲ့ကြတယ်လို့သိရပါတယ်။ဒီကနေ့မနက်၈နာရီ20မိနစ်အချိန်မှာကမ္ဘောဒီးယားစစ်တပ်ကတမူအမ် ဖျားကြောင့်အနီးမှာရှိတဲ့ထိုင်းစစ်တပ်ရဲ့မူပါစစ်စခန်းကိုလည်းပိတ်ခတ်ခဲ့တယ်လို့သိရပါတယ်ကမ်ဘောဒီးယားစစ်တပ်ရဲ့လက်နက်ငယ်များလက်နက်ကြီးများနဲ့ပိတ်ခတ်မှုကြောင့်ထိုင်းစစ်သားတအုပ်တန်းရရှိခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းနှစ်နိုင်ငံနယ်စပ်မှာကမ်ဘောဒီးယားထောင်ထားတဲ့မိုင်းများပောက်ွဲပြီးတော့ထိုင်းစစ်သား၅ဦးတန်းရရှိခဲ့ပြီးတအုပ်ကတော့၆ရောက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်နှစ်နိုင်ငံကြားမှာတန်အမတ်များကိုအပြန်အလှန်ခေါ်ယူခဲ့ကြပြီးတော့တန်တမန်ရေးနဲ့စစ်ရေးဟာအတင်းမာဆုံးအခြေအနေကိုရောက်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြည်တော် PDF နဲ့အကြံဖတ်စစ်ခွေးတပ်တို့ထိတွေ့တိုက်ပွဲအတွင်းမှာ60မမလက်နက်ကြီးပစ်ကူပေးနေတဲ့ရုပ်သံဖိုင်ကိုတရင်805နေပြည်တော် PDF ကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ကနေပြည်တော်တပ်ပေါင်းစုတပ်ရင်း3034နဲ့ အကြမ်းဖက်စစ်ခွေးတပ်တို့တရက်တာထိတွေ့တိုက်ပွဲငယ်တွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သားအများအပြားတင်ဆောင်ခဲ့ရတယ်လို့သိရပါဗျ။အထိနာသွားတဲ့စစ်ခွေးစစ်ကြောင်းနှစ်ခုဟာစစ်တောင်းမြေအနောက်ဘက်ကမ်းကိုပြန်လည်ဆုတ်ခွာသွားပြီးတော့နေမြေတွေကိုထိမ့်သိမ်းနိုင်ခဲ့တယ်လို့နေပြည်တော် PDF ထံကသိရပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်နေပြည်တော်တပ်ပေါင်းစုမှစစ်ကောင်စီတပ်တွေဆုတ်ခွာသွားတဲ့နေရာတွေကိုနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပြီးတော့ဘုံဒီအကျဉ်းချန်နေနဲ့မိုင်းတွေကိုရှင်းလင်းကပြည်သူများထိခိုက်မှုမရှိစေဖို့အတွက်လှုပ်ဆောင်ခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့တီဘောမျိုးကိုစစ်တပ်ကဝင်ရောက်တော့မှဖြစ်တဲ့အတွက်ပြည်သူများယာယီထွက်ခွာကြရန်ဆိုတဲ့ကောလာဟာလာများဇက်တိုက်ထုတ်လွှင့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မှာစစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုပြန်လည်တင်ပိုက်ပြီးတဲ့နောက်တီဘောမျိုးကိုလည်းမကြာမီမှာထိုးစစ်ဆင်တော့မှဖြစ်တယ်လို့ပြောပါရတယ်။ဒါကြောင့်တီဘောမျိုးကပြည်သူများဟာ၃ရက်အတွင်းထွက်ခွာရန်ဆိုတဲ့ကောလာဟာလာများကိုဇက်တိုက်ထုတ်လွှင့်နေတယ်လို့ပြောပါရတယ်။တခြားတစ်ဖက်မှာလည်းစစ်တပ်ကစစ်ကြောင်းတိုက်ခိုက်မှုများဇက်တိုက်လုံဆောင်နေတဲ့အတွက်တီဘောမျိုးကပြည်သူအ အများစုဟာမြို့ကိုစုံခွာနေကြတယ်လို့တီဘွားမြို့ကပရိုက်တာဓမ္မတုကပြောပြထားပါဗျ။တီဘွားမြို့ကို၃ရက်အတွင်းစစ်ခွေးတပ်ကဝင်တော့မယ်ပြည်သူတွေထွက်ခွာကြပါတော့မြို့ကိုဝင်လာရင်လက်နက်ကြီးတွေလေရင်တွေနဲ့ဘုံကျဲမယ်မြေကြံရပြီအဲ့ဒါကြောင့်မလို့ပြည်သူတွေထွက်ခွာပါဆိုပြီးလူမှုကွန်ရက်ကနေဝါရဖြန့်တာတွေလုပ်နေပါတယ်အဲ့ဒါကိုမြို့ကန်တွေကလည်းဗဇက်သတင်းပြန်ဖြန့်နေတစ်ဖက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်တော့ မြို့ပေါ်ကပြည်သူတော်တော်များများဟာထွက်ပြေးနေရပါတယ်။နေအိမ်မှာအဆောင်ပဲချန်ပြီးတော်တော်များများကတော့ဆစ်ဆောင်ကုန်ကြပြီလို့တီဘောမျိုးကပရိုက်တာဓမ္မတုကပြောပြထားပါတယ်။တီဘောမျိုးကနေမန္တလေးကိုစစ်ပြီးရှောင်ခဲ့ကြတယ်။ပြည်သူတို့ကလည်းစစ်တပ်ကတီဘောမျိုးကိုတိုက်ခိုက်မယ်ဆိုတဲ့သတင်းများကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းသတင်းပေးပို့ပြောဆိုထားပါတယ်။စစ်ခွေးတပ်ကတီဘောမျိုးကိုလေးချောင်းတိုက်ခတ်မှုများဇက်တိုက်ဆိုးတယ်လို့လှုံ့ဆော်လျက်ရှိရာမနေ့ကဇူလိုင်လ23ရက်နေ့ မနေ့3ည3ည9နာရီ9မိနစ်အချိန်ရခင်စစ်တပ်ရဲ့ခလိုက်ရ23တပ်ရင်းစခန်းဟောင်းကို Jet Fighter နဲ့ပေါင်900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNA လေးကသတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲဇူလိုင်လ20ရက်နေ့ကလည်းအဲ့ဒီတပ်စခန်းခလိုက်ရ23အတွင်းကို Jet Fighter နဲ့ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ4ရက်နေ့မှာတစ်ချိန်ဇူလိုင်လ14ရက်နေ့မှာတစ်ချိန်ဇူလိုင်လ16ရက်နေ့မှာတစ်ချိန် ရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူများရှိရာကိုဥတီပြီးတော့ဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဘုံကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူ၅ဦးသေဆုံးသွားခဲ့ပြီးတော့၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်ဒါအပြင်နေအိမ်73လုံးအဆောက်အဦ6လုံးနဲ့အမကတဲ့ចောင်းမှာရှိတဲ့ចောင်းဆောင်များဘုံစာထိမှန်ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်စီပင်ဝင်းမှာဒီကနေ့မနက်9နာရီလောက်မှာ၄၀နှစ်မောင်းတိုက်ပြီးတော့ကွန်တိန်နာတချို့တိမ်းပေါက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၄-၅မိနစ်လောက်ပဲကြာလိုက်တယ်။ဘလို့ပြင်းလဲဆိုရင်ကွန်တိန်နာတင်ထားတဲ့ကားတွေတောင်မှောက်တယ်။နေရာရွှေ့တဲ့ကွန်တိန်နာပေါက်တွေဆိုရင်လည်း၁၀လုံးလောက်ရှိတယ်လို့မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ဒုတိယဦးကပြန်လည်ပြောပြထားပါရတယ်။ ်ဖြစ်စဉ်မှာလူတော့ထိခိုက်မှုမရှိခဲ့ဘူးလို့အဲ့ဒီဒေသခံကဆက်လက်ပြောပြထားပါတယ်။ဒါအပြင်ဒီကနေ့မနက်ပိုင်းမှာဗိုလ်တထောင်ကန်းနာကနေဒလမြို့နယ်တမရကန်းချေကိုကူးတဲ့ဆက်လေတစီတိမ့်မှောက်ပြီးတော့ပျောက်ဆုံးသူတချို့ရှိခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အတီးပြုတ်နိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။တန်လျင်ဒဂုံစိတ်ကန်းတာကေတာမင်္ဂလာတုံနဲ့ရန်ကင်းမြို့နယ်တို့မှာလည်းဒီကနေ့မနက်ပိုင်းမှာလေပြင်းတိုက်ခတ်မှုကြောင့်တစ်ပင်ကြီးတချို့လဲကျမှုဖြစ်ပွားခဲ့ကြောင်းမိသားစုစည်းဌာနကထုတ်ပြန်ထားပါတယ်။သို့တော်လည်းဗိုလ်တထောင်မြို့နယ်မှာလေစင်နှမောင်းတိုက်ခတ်ခြင်းကိုတော့မဖို ါ်ပြသေးဘူးလို့ပြောပါတယ်တောင်တရုတ်ပင်လယ်ကအပူပိုင်းမုန်တိုင်း wifi ရဲ့အရှိန်နဲ့ဘင်္ဂလားပင်လယ်အော်ကလေပြင်းအားနဲ့ရောင်ဝတ်အရှိန်ကြောင့်ရန်ကုန်တိုင်းအပါအဝင်မြန်မာနိုင်ငံရဲ့ဒေသအများစုမှာအခုရက်ပိုင်းအတွင်းမိုးကြီးနိုင်တဲ့အပြင်လေပြင်းတိုက်ခတ်ခြင်းလျှက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းလက်ရပြရေကြီးခြင်းနဲ့မြေပြိုခြင်းအစရှိလေကမ္ဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM က3ပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင် တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစင်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့မှာတောင်ရင်မြေကြီးကစိုးရိမ်ရေးအမှတ်ထက်ကိုးပေခွဲခန့်ကျော်လွန်နေပြီးတော့သုံးပေခန့်မြေကြီးဆက်လက်မြင့်တက်နိုင်တဲ့အတွက်ပြည်သူများရေပြေဒုက္ခကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေ၄နာရီဝန်းကျင်ကစတင်ပြီးတော့တောင်ရင်မြေကြီးဟာတိုက်မြင့်တက်လာခဲ့ရာမြဝတီမြို့ရဲ့စိုးရိမ်ရေးအမှတ်963စင်တီမီတာကိုကျော်လွန်သွားခဲ့တယ်လို့သိရပါတယ်။ယခုခါမြဝတီမြေကြီးဟာစိုးရိမ်ရေးအမှတ်ထက် ကိုးပေခွဲခန့်ကြော်လွန်နေပြီးတော့နောက်တရအတွင်းမှာသုံးပေခန့်ခတ်မှန်ပြီးတော့မြင့်တက်နိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အခုရေပြေးကယ်ဆယ်ရေးစခန်းတွေဖွင့်ထားပြီးမနေ့ညကတည်းကပြောင်းရွှေ့မှုတွေလုပ်နေပါတယ်။အခုတော့ရေပြေးကယ်ဆယ်ရေးစခန်းခုနှစ်ခုလောက်မှာလူကအပြည့်ပါပဲ။မြေကြီးကတော့ဆက်တိုးနေတော့မယ်လို့မြောက်ရီမြို့အခြေစိုက်ကယ်ဆယ်ရေးသမားတို့ကရှင်းပြထားပါတယ်။လက်တလုံးမြေကြီးကအနေမိုင်းအောက်ချိုက်နေရများကြံကင်းလန်းမြောက်ရီမြို့အမှတ်၄ရပ်ကကြောက်ဖြာဂိတ် အောက်ချိုင်နေရာများအမှတ်9ရပ်ကွာတရက်ပင်ဂိတ်အောက်ချိုင် နေရာများအမှတ်2တဲဘုံဂိတ်အောက်ချိုင်ခွန်စာဝင်းအောက်ချိုင်စိတ်နဂါဟိုတယ်လမ်းထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးအမှတ်1တရားထိပ်အာရှလမ်းမကြီးညစေးထိပ်တန်တရားကာဝင်းလမ်းတရက်ပင်ဂိတ်အမှတ်2စိတ်ရတနာလမ်းဗလီအနောက်လမ်းဗလီနဲ့ကြောင်းလူနေအိမ်များရေများအကြီးအကျယ်ဝင်းရောက်နှင်းမြုံနေတယ်လို့သိရပါဗျာ အထက်ပိုင်းမှာမိုးရေရွာနေတုန်းဆိုတော့ရေကတော့ဆက်ပြီးတိုးနေအောင်ပဲသဘောရှိတယ်။တောင်ကျချောင်းရေရောတောင်ရင်းမြေရောအကုန်စုပြုံပြီးတော့တိုးလာတာပါ။ရေကြီးတာစံချိန်မတင်ပါစေနဲ့ပဲစူတောင်းနေရတယ်လို့မြောက်ရီမြို့ကန်တို့ကပြောပါရတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ဝီဖာစိုက်ကလုံးမုံတိုင်းဟာကော်တူလေးအပါဝင်မြန်မာနိုင်ငံရဲ့ရှေ့တောင်ဘက်ကိုဇူလိုင်လ23ရက်နေ့နဲ့24ရက်နေ့တွေမှာဝင်ရောက်တိုက်ခိုက်နိုင်တဲ့အတော့ရေကြီးခြင်းမြေပြိုခြင်းရေလွှမ်းမိုးခြင်းများဖြစ်ပေါ်နိုင်တယ်လို့မနေ့ကအထူးသတိပေးချက်တည်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ